Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပြီးမှာကတော့အခွန်တိုးကောက်မယ်လို့ချင်းချောက်ခဲ့ပြီးတဲ့နောက်တရုတ်အတွက်မစိုးရိမ်ပါနဲ့လို့ထရန့်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အမေရိကန်သမ္မတထောင်နဲ့ထရန့်ကတော့တရုတ်သွင်းကုန်တွေအပေါ်နိုဝင်ဘာလ၁ရက်နေ့ကစတင်ပြီးတရားရဂိုင်တော့အခွန်စည်းကြမယ်လို့ချင်းချောက်ခဲ့ပြီးတဲ့နောက်တရုတ်နဲ့ကုန်သွယ်ရေးစပွဲစိုးရိမ်မှုတွေကိုတနင်္ဂနွေနေ့မှာဖြေလျှော့ဖို့ကြိုးစားခဲ့ပါတယ် True Social မှာထရန့်ဟာဆိုရင်တော့တရုတ်စီးပွားရေးပြန်လဲကောင်းမွန်လာမှာဖြစ်ပြီး အမေရိကန်ကကူညီပေးချင်ပါတယ်လို့ရှင်းသားခဲ့ပါတယ်။ဖရန်ကတရုတ်အတွက်မစိုးရိမ်ပါနဲ့အရာအလုံးအဆင်ပြေသွားမှာပါ။လေးစားရတဲ့သမရရှိကမကောင်းတဲ့အခြေအနေကိုဖျက်ဆီးနေရတာပါ။သူကသူ့နိုင်ငံအတွက်စီးပွားပြတ်ကက်ကိုမလိုချင်သလိုကျွန်တော်လည်းမလိုချင်ပါဘူး။အမေရိကန်ကတရုတ်ကိုကူညီချင်တာပါ။မထိခိုက်စေချင်ပါဘူးဆိုပြီးတော့ရှင်းသားသွားခဲ့ပါတယ်။တရုတ်ကူတန်းရောင်းဝယ်ဝင်ကြီးဌာနကတော့အခွန်စစ်ပွဲကိုမလိုချင်ဘူးလို့ပြောကြားခဲ့ပေမဲ့တိုက်ပွဲဝင်ဖို့တော့မကြောက်ဘူးလို့ပြောကြားခဲ့ပါတယ်။ တရုတ်ကအမေရိကန်အနေနဲ့ချင်းချောက်မှုတွေအစားဆွေးနွေးမှုတွေကတဆင့်ပြဿနာတွေကိုဖြေရှင်းတဲ့နဲ့ဆိုပြီးတော့ပြောကြားခဲ့ပါတယ်။အမေရိကန်ကအစီအစဉ်အတိုင်းဆက်လက်လှုပ်ဆောင်ခဲ့ရင်တရုတ်ကလည်းပဲတင်းလျော်တဲ့လှုပ်ဆောင်မှုတွေပြုလုပ်သွားမယ်လို့ပြောကြားခဲ့ပါတယ်။တမမှုတွေမြင့်တက်လာတာကြောင့် trend တရုတ်သမ္မတရှီကျင်ဖင်တို့ဒီနေ့နောက်ပိုင်းတွေ့ဆုံဖို့အလားအလာတွေလည်းမရေရာမသေးချာဖြစ်သွားခဲ့ရပါတယ်။တရုတ်ကမြေရှားတပ်ထုတွေကိုအရက်ပတ်သုံးအတွက်ဆက်လက်တင်ပို့ခွင့်ပြုသွားမှာဖြစ်တယ်လို့ပြောကြားခဲ့ပေမယ့်အမေရိကန်ကတော့အခွန်အသက်တွေချမှတ်ခဲ့ရင် တို့ရဲ့အကျိုးစီးပွားတွေကိုကာကွယ်သွားမယ်လို့လည်းတတိပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါဦးခင်ဗျာ